ကိုညာကိုခေါ်ယူခဲ့ပြီးတဲ့နောက်မှာနောက်ထပ်ရှယ်ချန်နဲ့တိုက်စင်စာမကိုခေါ်ယူဖို့အနည်းဆက်နေတဲ့ United ပရိသတ်များလုံးဝမိင်္ဂလာများရွှေရုံအိုင်ဘတ်ခွန်ရှိကို online အင်ဂျင်ကနေပြန်လည်ကြိုးလိုက်ပါနည်းဒီနေ့ကတော့မာတိယကွန်ညာကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင်ကြေညာပြီးမှပဲနောက်ထပ်တိုက်စစ်မှုတို့ကိုထပ်မံခေါ်ယူနိုင်မှုရသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်ဒါ United အနေနဲ့ပြောင်းရွှေ့ရသည်စမယ်တော့မရှိသေးဘူးကြမ်းပြရမ်းပြနေပြီလို့ဆိုရတော့မှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်ပထမဆုံးကစားမခေါ်ယူမှုကိုတရားနေ့မှာညင်ညာနိုင်ခဲ့တယ်ဆိုတော့ဒါဟာတကယ်အလုံးလုံးနေတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နေ့အစီအစဉ်တွေတုန်းကဆိုရင်ကစားမတစ်ခေါ်ယူမှုတွေကိုလေပင်းရှိအောင်မျှော်တကူကိုစောင့်ရပါမယ်ဒီနေ့အစီအစဉ်မှာတော့ချက်ချင်းကိုတိတိတသာကစားမခေါ်ယူမှုအသစ်တွေအတွက်ခက်မြမြန်ကိုစူးစမ်းနေကြတာဖြစ်ပါတယ် United ဟာကွန ညာကိုဒီနေရာတည်ရဲ့ပထမအဦးဆုံးကစားမခေါ်ယူမှုအပြင်ပြီးခဲ့တဲ့ရက်ကကြေညာခဲ့ပါတယ်။ကွန်ညာကို United တို့အခုအသင်းကနေပြောင်းရွှေ့ချေပေါင်62.5တန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒုက္ခလန်းဆောင်အပြင်ကွန်ညာက United မှာပေါင်2သိန်းရရှိသွားမှာဖြစ်ပြီးမစိုးဘူးလို့ဆိုရမှာပါ။ကွန်ညာဟာ United မှာကျော်လမဲ10ကိုဝိတ်ဆင်သွားမှာဖြစ်ပြီး Marcus Rashford အသင်းပြောင်းတဲ့အထိတော့ဆောင်ရနိုင်ခြင်းရှိနေပါတယ်။ ကိုညာဂွေနိုင်တက်တို့နှက်ရှိစာချုပ်ချုပ်ဆိုသွားမှလည်းဖြစ်ပြီး၅နှစ်တတန်းရှိစာချုပ်ကိုမှတနှစ်တတန်းတိုးဝင်အချက်လည်းပါရှိနေတာဖြစ်ပါရင်ကိုညာဟုခေါ်ယူပြီးမှပဲ United ဟာ Brandford တိုက်စစ်မှု Brian Ambumo နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားခဲ့ပြီးဖြစ်ပါရင် Ambumo က United ရဲ့အနာဂတ်ပလန်တွေကိုစီမံကိန်းတွေကိုတေချာစီစဉ်လေ့လာခဲ့ပြီးမှလက်ခံခဲ့တာဖြစ်ပါရင် Ambumo ကိုခေါ်ယူဖို့ Arsenal Spa Newcastle အစားရှိတဲ့ Champions League ဝင်ခွင့်ရတဲ့အသင်းတွေကစိတ်ဝင်စားနေပေမဲ့ကစားမကတော့ United ကိုသာရွေးချယ်သွားခဲ့တာပါ Brandford ဘက်ကတော့ Ambumo ကိုရောင်းချမယ်လို့တရားဝင်ထုတ်ဖော်ပြောကြားထားပြီး United ဘက်ကတရားဝင်ကမ်းလှမ်းလာမှုကိုစောင့်မျှော်နေရှိပါတယ် ဘရန်ဖို့အနေနဲ့အမ်ဘူမိုအတွက် United ကိုပြောင်းရွှေ့ချေပေါင်သန်း90တောင်းဆိုသွားမှလည်းဖြစ်ပါရင်ဒီမာနာဟာအမ်ဘူမိုလိုပရီးမီးယားလိအတွင်းအကြုံအရင်ကစားမအတွက်ဆိုရင်မဆိုးလာတဲ့ပမာဏပါပဲအသက်25နှစ်အရွယ်အမ်ဘူမိုဟာပြည့်တဲ့ရာသီကဘရန်ဖို့အတွက်ပရီးမီးယားလိဂိုးနဲ့ဆယ်သွင်း9ဂိုးဖန်တီးပေးထားနိုင်ခဲ့သူလည်းဖြစ်ပါရင်ဒီမာကွန်ညာကလည်းဂိုးလဲသွင်းဂိုးလဲဖန်တီးပေးထားနိုင်တာကြောင့် United ရဲ့တောင်ပိုင်းနှစ်ဖက်ကတော့အားရစရာကောင်းလွန်သွားခဲ့ပြီးဖြစ်ပါရင် ကွန်ညာဟာယူနိုက်တက်အတွက်မြင်ရခဲ့တဲ့လက်တင်ကစားသမားဖြစ်ပါရင်ယူနိုက်တက်ဟာခေဆက်ဆက်ဘရာဇီးသားတွေကိုခေါ်ယူလေးရှိခဲ့တယ်ဆိုပေမဲ့ပမာဏအားဖြင့်နေပါခဲ့ပါရင်အဓိကအားဖြင့်တိုက်စစ်ပိုင်းတွေဆိုရင်ဘရာဇီးကစားသမားတွေခေါ်ယူခဲ့မှုကမရှိသလောက်ပါပဲ။ဒါကြောင့်ကွန်ညာဟာရှင်းရှင်းပါပါယူနိုက်တက်အတွက်လာကစားပေးတဲ့ဘရာဇီးသားလေးဖြစ်လာမှာပါ။မှတ်တမ်းတွေကကွန်ညာဟာနောက်ဆုံးနေရာဒီမှာဥရောပထိပ်သီးလီ၅ခုမှာကစားနေတဲ့ဘရာဇီးကစားသမားတွေတဲ့ League ခိုးအသွင်းကိုအများဆုံးကစားမှလည်းဖြစ်ပါတယ်။ကိုညာရဲ့ပြီးခဲ့တဲ့နှစ်ရာသီအသွင်းကိုက28ဂိုးတိရှိခဲ့ပြီးဒါဟာ Vinicius Rafinha တို့ထက်ပိုမိုများပြားတဲ့ပုံမှန်လားဖြစ်ပါတယ်။ Premier League မှာ Damson ရောက်ဖို့တပင်ရုံးကန်နေရတဲ့ဦးမှာကစားပြီး Barcelona, Real Madrid တို့မှာကစားနေတဲ့ကစားမအိတ်တဲ့အသွင်းကိုပိုများတာကတော့အထင်ကြီးစရာကောင်းတာတဲ့ပိုပါတယ်။ ကွန်ညာအန်ဘူမိုရိုနဲ့တွဲကစားမယ်ဆက်စီကဂိုးဖန်နီပေးဖို့ပိုအားတန်တာကြောင့်တောင်ပန်တွေကလည်းဂိုးတွေပိုရလာမှာပါ United ဟာ point လဲကိုအင်တာမီလန်ထံရောင်းချသွားဖို့ရရှိနေတာကြောင့်အစားထိုးတိုက်စစ်မှုအနေနဲ့ဘယ်စားဘကိုခေါ်ယူသွားမလဲဆိုတာဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ video လေးကတော့ပဲနောက်နေ့မှလည်းအားကစားနေပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါမယ်ခင်ဗျာ။